အားလုံးပဲမင်္ဂလာပါရှင်။မန္တလေးခေတ်သစ်သတင်းဌာနကနေသတင်းများကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မန္တလေးတက္ကသိုလ်နှစ်တရာပြည့်ပွဲတော်သို့မင်းအောင်လိုင်တက်ရောက်မည်ဖြစ်၍တက်မြည်သူများ၏ကိုရေးအကျင့်နောက်ကျောင်းရာဇဝင်များစီစစ်ပြီးလုံခြုံရေးအထူးတင်းကျပ်က drone gun နှင့်ဂျမ်းမာများအများအပြားချထားရသည်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ မန္တလေးတက္ကသိုလ်နှစ်တရာပြည့်ပွဲတော်သို့အချမ်းဖတ်မင်းအောင်လိုင်းတက်ရောက်မည်ဖြစ်၍တက်မြင့်ကျောင်းသားကျောင်းသူများဆရာဆရာမများနှင့်မန္တလေးမြို့ကံများ၏ခိုးရေးအကျဉ်နောက်ကျောင်းရာဇဝင်များကိုစစ်တပ်ကအထူးစစ်ဆေးပြီးလုံခြုံရေးအထူးတင်းကျပ်ထားကြောင်းမန္တလေးတက္ကသိုလ်မှဆရာဆရာမအတိုင်းဝိုင်းကပြောဆိုပါရယ်မနက်ဖြန်အော်တိုဘာလ၄ရက်နေ့တွင်မန္တလေးမြို့မဟာအောင်မြင်မြို့နယ်83လမ်းပေါ်ရှိမန္တလေးတက္ကသိုလ်တွင်ရာပြည့်အခမ်းအနားဖွင့်ပွဲနှင့်ဆက်ဆက်အခမ်းအနားကိုကျင်းပပြုလုပ်မည်ဖြစ်ကြောင်း မန္တလေးတက္ကသိုလ်ရာပြည့်ပွဲတော်သို့မင်းအောင်လှိုင်နှင့်မိမကျူးကျူးလာတို့ကလာရောက်ဖွင့်လှစ်ကြီးဖြစ်ကြောင်းထိုခမ်းနားတက်ရောက်မိသူအလုံးဤခိုးရီအချင်းများကိုစစ်ဖက်ရေးရလုံခြုံရေးတပ်ဖွဲ့ကစီစစ်ပြီးစီဒီယံဝန်ထမ်းများနှင့်အမျိုးတော်သူများဆွေမျိုးတွင်နိုင်ငံရေးအမှုဖြင့်ထောင်ချထားသူများတွေ့ရှိပါကတက်ရောက်ခွင့်မပြုကြောင်းသိရပါသည်ကိုရေးအချင်းတင်ပြရတယ်အဲ့ဒီမှာအမျိုးထဲမှာစီဒီယံဝန်ထမ်းရှိတာနိုင်ငံရေးအမှုနဲ့ထောင်ချတာရှိရင်ပေးမတတ်ဘူးအခုထပ်တိတော့တည်ထားတာကတက်ထိတ်ဆောင်ကပုတ်ကိုမင်းအောင်လှိုင်လာရောက်တတ်မယ်ဖွင့်ပွဲလုပ်မယ်လို့ပဲတည်ထားပါတယ် တကယ်တက်မတက်ကတော့မနဲ့ပြန်စောင့်ကြည့်ပေါ့ပြီးတော့ဖုံးတွေလည်းစစ်တိန်ရှားပြပွဲတဲ့ကိုဖုံးအောင်ပြီးသေးပါမလားမသိဘူးဟုမန္တလေးတက္ကသိုလ်မှမိပြဆရာတအူကပြောဆိုပါတယ်ထို့ပြင်မန္တလေးတက္ကသိုလ်ပတ်ဝန်းကျင်တွင် drone ကျန်မာများ drone guard များကိုလည်းချထားပြီးဆက်သွယ်ရေးဖြတ်တောက်စံများတက်ဆင်ထားသောကားများကိုလည်းမန္တလေးမြို့တွင်လှည့်လည်ကြီးဖြစ်ကြောင်းမီးအောင်လိုက်တက်ရောက်ချိန်တွင်ဒရုန်းဖြင့်လာရောက်ဖုံးကျင်းမိကိုစစ်တပ်ကစိုးရိမ်တဲ့ဖြင့်ဆက်သွယ်ရေးဖြတ်တောက်စံများစွာချထားခြင်းဖြစ်ကြောင်းသိရပါသည် မန္တလေးတက္ကသိုလ်သည်1925ခုနှစ်ဇူလိုင်လ၄ရက်နေ့တွင်မန္တလေးဥပစာကောလိပ်ကိုစတင်ဖွင့်လှစ်ခဲ့တဲ့ဖြင့်နှစ်တရာပြည့်ခဲ့ပြီဖြစ်ကြောင်းသိရပါသည်။ဆက်လက်ပြီးရွှေဘိုတွင်စစ်တပ်ကပြစ်ခတ်ခဲ့သောလက်နက်ကြီးကြားရောက်ပောက်ကွဲမှုကြောင့်အောင်မြေချမ်းမြေဘုံကြီးကျောင်းအတွင်ကြားရောက်ပောက်ကွဲပြီးကိုရင်ငယ်၃ပါပြန့်လွန်တော်မူပြီးခွနပါတိကိုက်တန်ရရ PDF ဤပြစ်ခတ်မှုကြောင့်ကိုရင်ငယ်များထိဆုံးသည့်ဟုစစ်တပ်ကလိမ်လည်ဝါဒဖြန့်နေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါသည်။ စကိုင်းတိုင်းရွှေဘုံမြို့တွင်စစ်တပ်ကပြစ်ခတ်ခဲ့သောလက်နက်ကြီးကြားရောက်ပောက်ွဲမှုကြောင့်အောင်မြေချမ်းမြေဖုံကြီးကျောင်းအတွင်ကြားရောက်ပောက်ွဲပြီးကိုရင်ငယ်၃ပါးပြန့်လွန်တော်မူပြီး၇ပါးထိခိုက်ဒဏ်ရာရရှိကြောင်းဒေသခံပြည်သူများနှင့်အောင်မြေချမ်းမြေကျောင်း၏ပင်တိုင်အလူရှင်တအုပ်ကသတင်းဌာနကိုပြောပါရယ်အော်တိုဘားလ၂ရက်နေ့ရွှေဘုံမြို့နယ်တာခနန်းကျေးရွာတွင်စစ်တပ်နှင့်တော်လှန်ရေးတပ်များအကြားတိုက်ပွဲများဖြစ်ပွားကြောင်း ထိုးထိုးတိုက်ပွဲဖြစ်ပွားနေစဉ်ရွှေဘုံမြို့ပေါ်ကညာနာယုံတွင်အထိုင်ချတက်ဆွဲထားသောစစ်စခန်းနှင့်မြို့ပေါ်ထောက်ပို့တပ်ကလက်နက်ကြီးများဟောင်းဝင်းစာလက်နက်ကြီးများဖြင့်ပစ်ကူပေးခဲ့ကြောင်းထိုးထိုးပစ်ကူပေးစဉ်စစ်တပ်ကပစ်ခတ်သော လက်နက်ကြီးကြီး၃လုံးမှမျိုးပေါ်တွင်ပင်ပြန်လည်ချရောက်ခဲ့ကြောင်းလက်နက်ကြီးကြီးတလုံးမှအောင်မြချမ်းကြီးဖုံကြီးချောင်းဝင်းအတွင်သို့ချရောက်ပောက်ခွဲပြီးကိုရင်သုံးပါးပြန်လည်တော်မူကခုနှစ်ပါးတန်ရန်ရရှိခဲ့ကြောင်းသိရပါသည်။တိုက်ပွဲဖြစ်တာကကြာကနန်းရွာမှဖြစ်တာ အဲ့ဒါကိုကညာနာမှာတက်ဆွဲထားတဲ့အထိုင်စခန်းနဲ့ထောက်ပို့တပ်ကနေလက်နက်ကြီးတွေနဲ့ပစ်ကူတော့လူနေရက်ွက်တွေနဲ့မြို့ပေါ်ကိုကြော်ပြီးပြရတော့အဲ့ဒီမှာလက်နက်ကြီးသုံးလုံးကမြို့ပေါ်ပြန်ကြတယ်လက်နက်ကြီးတစ်လုံးကထူထောင်ရေးရက်ွက်ရွှေပုံသားဖျားနီမှာကြတယ်မပေါက်ကွဲဘူးနောက်ထပ်စစ်တပ်ရဲ့လက်နက်ကြီးကြီးတစ်လုံးက TWS ကြောင်ရှိဆယ်မြောင်းဝင်းတွေကိုကြတယ်အဲ့ဒါလည်းမပေါက်ကွဲဘူးနောက်ဆုံးအလုံးကတမိုင်းဝင်အောင်မြေချမ်းမြေကြောင်ပွင့်အတွင်မှာကြားရောက်ပေါက်ကွဲပါတယ်ကိုရင်တာမဏိငယ်၃ပါပြန်လွန်တော်မူပါတယ် ခုနှစ်ပါးတန်ရာရပါတယ်ဟုဒေသခံပြည်သူတအုပ်ကပြောဆိုပါတယ်စစ်တပ်ရဲ့လက်နက်ကြီးဖြင့်ပြစ်ကတ်မှုကြောင့်ပြန်လည်နှောင့်မှုခဲ့သောကိုရင်ငယ်တုံးပါမှာတတ်တော်၁၄နှစ်အရွယ်များဖြစ်သောရှင်ညာနီကရှင်အုတ်တမရှင်ဝိမလာတို့ဖြစ်ပြီးယနေ့အောက်တိုဘာလ3ရက်နေ့မော်လွဲ့နေ့နာရီတွင်အုတ်ရှိကန်တုတ်တန်တို့ပို့ဆောင်တကြုံမီဖြစ်ကြောင်းသိရပါတယ်ကိုရင်ငယ်တွေရဲ့စာပနာကိုဒီနေ့လုံမှာပါရွှေဘိုကပြည်သူတွေလည်းစိတ်မကောင်းကြဘူး။စာတင်သားကိုရင်ငယ်တွေပါဟုအောင်မြင်ချမ်းမြေ့ကြောင်းအလူရှင်တရက်ကတူကပြောပါရင် ရှင်းနေစစ်တပ်လက်အောက်ခံဝါရဖြန့်သတင်းစာများတွင်မူ PDF ကပြစ်ခတ်ပြီးကိုရင်ငယ်များပြန်လွတ်တော်မူသည်ဟုလိမ့်လေသတင်းထုတ်ပြန်ဝါရဖြန့်ထားသည်တို့ရတွင်ရွှေဘိုတမျိုးလုံးကစစ်တပ်၏ပြစ်ခတ်မှုကြောင့်ကိုရင်ငယ်များပြန်လွတ်တော်မူထိခိုက်ဒဏ်ရာရရှိသည်ကိုသိရှိကြကြောင်းရွှေဘိုမျိုးမှပြည်သူများနှင့်အောင်မြေချမ်းမြေကြောင်း၏အလူရှင်တိုက်ကဤပြောဆိုချက်အရာသိရှိရပါသည်ကျမ၏သတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်